ရှင်ညာဆိုင်လေးပါရှင်။ဒီနေ့ညမှာတော့ဆရာတာတိရေးသားထားတဲ့သွေးဆုပ်ကောင်းဆိုတဲ့တရားဝိထုဇလန်းလေးကို အစာဆုံးဖတ်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုစားလိုက်အောင်နော်။အဲ့ဒီနေ့ကကျုပ်တို့အညာမှာနေချက်တဲ့နေပြ။ထူးတော့ထူးတယ်။ခမရတို့ကျုပ်တို့နေချက်တဲ့အချိန်ဟာ10မိနစ်15မိနစ်ပေါ့။ ီတခါနေကြတာကနာယီနဲ့ချီပြီးကြတာဗျကျုပ်စိတ်ထင်တော့၃နာရီလောက်ကိုကြာတယ်ခမားလည်းသိပါတယ်နေကြတဲ့အချိန်မှာမျက်စိအတိုင်းမကြည့်ရဘူးလေနေကမျက်မှန်နေပါတယ်တမ်းပြီးမှကြည့်ရတာဗျကျုပ်တို့ကတော့နေကမျက်မှန်မလိုပါဘူး။မှန်ကွဲကလေးကိုယူပြီးရေနံစီမိခွက်ထုံးမှန်မှာမှိုင်းခံလိုက်တယ်လေ။ပြီးတော့အဲ့ဒီမှန်ချက်ကလေးမျက်စိရှေ့မှာထားပြီးတော့ကြည့်ရင်နေလုံးဝနေနေလေဗျ။မျက်စိမဆူးတော့ဘူး။ တချို့ကတော့ဓာတ်ပုံရိုက်တဲ့ဖလင်ချက်အဟောင်းကိုခောက်ပြီးမျက်စိရှိကနေခံကြည့်လိုက်ကြတယ်။ကျုပ်တို့တော့မှကဓာတ်ပုံဖလင်တွေဘယ်မှရှိမှာတော့မှန်ကွဲလေးတွေကိုပဲမှိုင်းခံပြီးကြည့်ကြရတာပေါ့။လူကြီးတွေကလည်းအံ့ဩကြတာပေါ့။ကျုပ်တို့သူတသက်မှာဒီလားဈာကြီးချက်တာကိုမမြင်ဘူးချဘူးလို့ပြောကြတယ်။ဟုတ်ကဲ့ပါ။ဟိုင်းပါရှင်။နားထောင်ပေးကြပါအောင်နော်။ တုံးလိုက်လောက်ကြာသွားတော့မှနေလုံးကြီးကတပြေးပြေးပြန်ပေါ်လာနေချက်တာကလည်းတပေါင်းအချိန်ကနေ့လေတနားရီလောက်မှစားချက်တာအပူဆုံးအချိန်ပေါ့ဗျာအဲ့ဒီညမှာတတော်တော့စိတ်ဝင်စားစရာကောင်းတယ်ခိုးဝိုင်းဒီဝိုင်းမှာလူကြီးတွေစုပြီးတော့အကျန်းတောင်းရင်နေချက်တဲ့အကြောင်းပြောကြဆိုကြတာပေါ့သူတို့ကြုံခဲ့ဘူးတဲ့နေချက်တဲ့အဖြစ်အပျက်တွေနေချက်တဲ့အတိတ်နမိတ်တွေကိုပြောကြဆိုကြတယ်တချို့ကလည်းရှေးခေတ်ကတပေါင်းနေရွတ်ကြတာပေါ့ တချို့ကလည်းအယူရောမင်္ဂလာအကြောင်းပြောပြတယ်ဗျာအယူရောမင်္ဂလာဦးနှုတ်ဆိုရယ်ပညာရှိကြီးအကြောင်းအာပေါင်အာရင်တန်တန်နဲ့ချီးမွမ်းတမှုပြုကြတယ်အရင်ညကကျုပ်တို့တရားလုံးတတော်နဲ့ကိုမအိတ်ချဘူးဗျာရွာလင်လန်းကုံချောင်းဆိုင်ဆိုတာလက်ဖက်ရည်နဲ့အကြော်ရောင်းလိုက်ရတာလက်ကိုမလျောင်ပဲပြုနောက်တနေ့ကျတော့နေလုံးကြီးကပုံမှန်ပဲထွက်လာပြီးပုံမှန်ပဲပူပြင်းပြီးတော့ပုံမှန်ပဲဝင်သွားတာပါပဲဗျာဟုတ်ကဲ့မင်္ဂလာပါရှင် ဆက်ပြီးတော့နားထောင်ပေးကြပါအောင်နော်နောက်တစ်ရက်နှစ်ရက်ကြာတော့ကျုပ်တို့ရွာသားတွေကိုလုံးနေကြအလုပ်တွေလုပ်ရင်နေချက်တာကိုမေ့သွားကြတာပါပဲဗျာကျုပ်တို့ညာသားတွေဆိုတာကမနက်မိုးလေးနာနဲ့ယာရဲပြန်စင်းယာရဲကနေယာရဲစင်းပြန်လာရင် ရေစီတိုက်လာနွားစာစင်လားထင်းပေါက်ရလားစီစုံရှိရင်စီစီကျိတ်မလားကျိတ်ရနဲ့ဘယ်မှာအားရတယ်ရှိမှာတော့ ။ဒီတော့လေနေချက်တဲ့အတိတ်နမိတ်တပေါင်းလေးကို တရက်ကနေနှစ်ရက်ကြာဘသူကရွတ်နေပြောနေနိုင်မှာတော့ဗျာ။မနေ့ကကျုပ်ရေးစီးတိုက်ထားတော့ဒီနေ့ကတော့အားလက်ရက်ပေါ့ဗျာ။အမေချက်တဲ့အမေသားဟင်းကလည်းကောင်းပါဇီးသီးချောက်ကလေးကလည်းထဲ့ချင်တာတော့အချင်းဖြုံဖြုံလေးပေါ့။ကျုပ်ပြန်စားကောင်းကောင်းနဲ့စားလိုက်တာဘနဲ့ပကံကုံသွားမှန်းကိုမသိတော့ဘူးဘိုက်ကလေးလည်းတင်းသွားရောတာတီမျက်လုံးလေးတွေလည်းဆင်းလာရောပေါ့ထုံးစံတိုင်းပေါ့ဗျာအညာຫນွေရဲ့အပူတံကိုအန်တူဖို့ ျုပ်ပစိုးဟောင်းလေးတစ်ထည်ပခုံးပေါ်တင်ပြီးမကြီးပင်အောက်ကတစ်သားကုပစ်ပေါ်ကိုရောက်လာရတော့တာပေါ့ပစိုးဟောင်းကလေးနဲ့ကုပစ်ကိုဖုံးခါလိုက်ပြီးကျုပ်ခေါင်းအုံးနေကြဝဘိုးချမ်းကလေးပေါ်မှာပစိုးခေါက်ကလေးအုပ်လိုက်တယ်ငကားဆေးဘောလေးကလေးတစ်လိပ်ထုတ်ပြီးမီးညှိတယ်ဈေးလေးကလေးသုံးလေးဘွားပဲဖွာရသေးတယ်ကျုပ်မျက်စိကလေးပြီးကြလာရုပ်ပြုတ်ကျုပ်ကအစင်းသေးယူလာတဲ့တစ်သားဆေးဘောလေး တင်သားစေးဘောလေးတစ်တာကလေးရဲ့စေးလေးခွက်အတွင်းလေးကိုစေးဘောလေးကလေးချထားလိုက်ပြီးဝဘိုးခေါင်းအုံးပေါ်လှဲချလိုက်ရတော့တာပေါ့တိတ်အိတ်ချင်နေတော့လေလှဲလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားတာဗျအိပ်လိုက်တာဗျနေကင်းချောင်းတော်ကြီးမှာကို အိမ်မက်တွေပါရင်မက်လို့လူရောလူပဲဗျဒါပေမဲ့ပါဇက်ကနေအဆွဲတွေဖိုးဖိုးနဲ့ထွက်နေတာကျုံနောက်ကိုလိုက်ပါရောလားကျုံမှာပြင်းပြေးလိုက်ရတာပြောမနေပါနဲ့တော့ကျုံပြေးနေတဲ့နေရာကတော်လန်ကလေးမှာဗျာ လမ်းရဲ့ဘေးတစ်ပတ်တစ်ချက်မှာတောအုပ်ကြီးတွေပဲရှိတယ်။ကျုံလဲပြင်းရင်နဲ့ဟောဟဲလိုက်နေပြီဗျာ။အခုဒီအတိတယောက်တလေများတွေ့ရင်ကောင်းမှာပဲလို့ကျုပ်စိတ်ကပြင်းရင်နဲ့တွေးလိုက်မိတာ။ဒါဒီဟေ့ဒါဒီဒါဒီဟာဘသူပါလဲဆိုပြီးတော့ကျုပ်တော်ရဲကိုလှမ်းကြည့်လိုက်တယ်။ဘသူမှလည်းမတွေ့ဘူးဗျာ။ဒါဒီအိတ်လိုက်လားကွာ။ကျုံလန်းနိုးသွားရောဗျို့။လှမ်းလိုက်တာဗျာ။ဘာကြီးမှမသိတဲ့အစွဲရည်နဲ့လူကြီးတယောက်ကျုံနောက်ကိုလိုက်လို့ပြေးနေရတာဗျ။ အိမ်မမလို့တော်သေးတာပေါ့ကျုပ်အတန်ကြားတဲ့ဝိုင်းဝါကိုကြည့်လိုက်တော့ကျုပ်ကိုတကယ်ခေါ်နေရပဲဗျအရက်ပူပြက်ပြက်နဲ့လူတယောက်ဝါဖက်ကမောင်လေးစောင်းလို့လက်ထဲမှာလည်းဝါတော့တချောင်းကင်ထားတယ်ဗျဟာကိုင်းမြဖေးပါလားလာလီဗျဝင်ငယ်ဗျဒီလူကစက်သမြောင်ကလူဗျကျုပ်စီကိုတကားမှမလာဘူးပါဘူးကျုံနဲ့ရတော့လူခင်နေပါ အရက်ပူပြပြနှကမ်းမွေးကလေးရရေးရေးနဲ့ကိုများဖေကကျုပ်ထိုင်နေတဲ့ကိုပစ္စည်းကိုတန်းလျှောက်လာတယ် ကိုမြဖေကိုပြစ်မှာထိုင်နေတော့ကျောက်ကအိမ်မော်ကပြခဲ့ရပြေးတက်ရတယ်။အကျန်းအိုးနဲ့လက်ဖက်တော့အိတ်ကလေးကိုယူလာရတာပေါ့။အဝေးကလာတဲ့သူလေးဆက်သမြောင်ကကျောက်တို့ထဏောင်းကုန်းနဲ့တော့အတော်ကလေးလှမ်းတာဗျ။ကဲကိုကြီးမြဖေအကျန်းတော့လက်ဖက်လေးစား။အေးအေးတောက်မယ်တောက်မယ်။ကျုံငယ်ပြီးတဲ့အကျန်းပကံကိုကိုမြဖေကနှက်ခမ်းမှတိပြီးတော့ဖူးကနေဖူးကနေမှုတ်ပြီးတောက်တာဗျ။ကျုပ်တို့အညာမှာကနေပူလိုက်ရေအေးမတောက်ပဲရေနွေးပူပူကိုပဲတောက်ကြတာ နေဟူကြီးတဲ့ရောက်လာတဲ့ကိုင်းမြဖေအမောပြေတော့မှစကားဆပြောရတာကိုဗျာကိုင်းမြဖေနေဘူးကြီးရဲ့ဘယ်ကလှည့်လာတာတော့နေဘူးပဲမဲ့လေကိစ္စကအရေးကြီးနေတော့လာရတော့တာပေါ့ကွာ no ဘယ်လာရတော့ဘယ်လာရမှာတော့ကွာမင်းစီရောဒါတရဟင်ကိစ္စအရေးကြီးရဲ့ထင်နေကြီးလိုက်တာမှပြောမနေပါနဲ့တော့ကြီးကျုပ်လေငကားစိုးလေးကလေးကိုမိညီပြီးဖွာလိုက်ရတော့တာပေါ့ ကျုံစိတ်ထဲမှာစောစောကအိမ်မက်ကြီးကလွှမ်းမိုးနေတော့မေပြုတ်တကယ်ကိုကြောက်စရာအိမ်မက်ကြီးပါပြောပါအောင်ကိုကြီးများပြည့်ရဲ့ဘာများအရေးကြီးလို့ရောဗျအေးပြောမယ်ပြောမယ်ဘယ်ကစပြီးပြောရမှမသိလို့ကွာဒါတည်းရဲ့ကိုပြားဖေကကျုံမင်းညိပေးထားတဲ့ငကားစေးဘောလေးကို အားရပါးရဖွာလိုက်ပြီးတော့မှဒီလိုဟေးဒါတည်းရငါတို့ရွာမှာအင်မတန်ထူးဆန်းတဲ့အဖြစ်အပျက်တခု ဖြစ်နေလို့ကွာပေါများတဲ့သူမို့လားကျုပ်ကဘာကိုကြားဘူးရမှာတော့ကိုမြဖေက ဒီလိုကငါတို့ရွာမှာဒီကိစ္စကြီးပေါ်လာတာကိုရွာလူငယ်တွေကတော့ပြောကြတယ်အဲ့ဒါဗန်ပိုင်းရဆိုလားဘာလားကွာဟာကိုကြီးမြတ်ဖေကကျုပ်ကိုရှင်းရှင်းပြောစမှာဗျာအခုဆက်တမြောင်ကဘာဖြစ်နေလို့တော့ဒီလိုဟေ့ပြီးခဲ့တဲ့လက3နာရီလောက်နေချက်သွားတဲ့အချိန်မှာငါတို့ရွာကိုစင်ပေါင်းဆိုတဲ့လူတယောက်တေသွားတယ်ကွာ ာဖြစ်လို့ရောဗျကိုစင်ပေါက်ကအကောင်းသားကြီးနဲ့တေတာကွထောင်းထောင်းမမဗလကောင်းကောင်းကြဲကြဲမမကြီးထထောင်းမှာသူတောက်ချင်တဲ့အပင်ကိုသူကိုယ်တိုင်တက်ပြီးတော့မြူအိုးဖြုတ်တဲ့လူကွကြဲကြဲမမကြီးပါကွာနို့အဲ့ဒီလူကတောင်သူပဲလားကိုမြဖေးမဟုတ်ဘူးကွာကိုစင်ပေါက်ကတောင်သူတော့မဟုတ်ဘူးဝမ်းမွေးတယ်ဝတ်တီကြီးလိုက်မျိုးကဝတ်ထောင်ကလေးကိုတွားရောက်နေတခါတခါကျတော့လေသူများမွေးထားတဲ့ဝတ်ကိုပြန်ဝယ်ပြီးသူကတဆင့်ပြန်ရောက်နေ သူကိုယ်တိုင်လည်းဝတ်ပေါ်ပြီးရွာမှာချောင်းနေကွာအေးကွာပြောရရင်တော့ကိုစင်ပေါက်ကဝတ်ကုန်တယ်ဝတ်သားတယ်ပေါ့ကွာကျုပ်က၎င်းစည်းဝါးလေးကလေးကိုဖွာရင်းနဲ့ခေါင်းညှိပြလိုက်တယ်အေးအဲ့ဒါနေချက်တဲ့နေတော့ကနေချက်နေတဲ့အချိန်မှာပဲဝတ်တက်တဲ့ဓာတ်သွေးနေတော့ခောက်ခနဲဆက်ကျိုးပြီးတော့တည်သွားတာဟိအော်ရုတ်တရက်ကြီးပါလားအေးဟုတ်တယ်ဒါတရားတည်တာကတော့ပြုံးစားကြီးပဲ တို့ရွာကဒုံးဆန်ကလည်းမင်းသိတဲ့အတိုင်းပဲလေဒီလိုနှွေခေါင်ကောင်းဆိုရင်အာသုဘကိုရထားလေးမရှိဘူးလေဒီတော့နေချင်းမဲ့စေမောအာသုဘကိုချလိုက်ကြရတာပေါ့ကွာ No အခုကဘာဖြစ်လို့ရောဗျအေးပြောမယ်လေကွာအဲ့ဒီကိုစင်မောက်ကတေးပြီးရက်လေလေးညမှာပဲတို့ရွာထဲမှာမွေးထားတဲ့ကျက်ဖကြီးအားလုံးတေးကုန်တယ်ကွာဗျာကျက်ဖကြီးဟုတ်လားကိုကြီးညဖေး ဘလို့ဖြစ်တာရောကျင်နာကြရင်လေကျက်ဖရောကျက်မရောတေးရမှာပေါ့အခုဟာကကျက်ဖရီကြီးတေးတာဆိုတော့စမ်းပါလားတေးပုံတေးနီးကလေတပုံစံနဲ့တေးတာကွာကျက်ဖကြီးရဲ့လေပင်းကိုကိုက်ပြီးသွေးဆုပ်ထားတာကျက်တေးဒီမှာသွေးတစ်စက်မှကိုမရှိတော့တာဟေးဟာသွေးဆုပ်တယ်ဟုတ်လားငါတို့ဆက်သမျောင်းတေးဝါလုံးတော့အန်အောကုန်တာပေါ့ တကြီးကအဲ့ဒီချက်တွေကိုဘယ်သူမှချက်မစားရဘူးမြေမြုပ်ပြရမယ်ဆိုလို့မြေကြီးကြီးတူးပြီးတော့မြုပ်ပြလိုက်ကြရတာဟိနောက်တစ်ပတ်အထိကြာတော့ညဘက်ရွာထဲကနွားပေါက်လေးတစ်ကောင်ကိုလဲပြီးကြိုက်ဖောက်ပြီးတွေးဆုပ်သွားပြန်ရောဟိနွားလေးမှာတွေးတစ်စက်မှကိုမရှိတော့တာကွာဟာဟုတ်လားဗျအေးအဲ့တော့ရွာထဲမှာညဘက်ကင်းနေခြားရတော့တာပေါ့ကွာတညတော့အဲ့ဒီကောင်ရွာထဲဝင်ပြီးဖိုးတုတ်တုတ်အိမ်ကစိတ်တကောင် ဝင်ဆွဲရောဟိအဲ့ဒီမှာတွေ ကင်းသမားတွေကတန်ဘုံတွေခောက်ပြီးတော့ဝိုင်းလိုက်ကြတော့စိတ်ကိုထမ်းပြီးပြေးတာတဲ့ကင်းဆောင်တဲ့လူငယ်ကလည်းနောက်ကနေထက်ချက်မကွာလိုက်တော့တီသွားကြတာပေါ့ခွာဗျာဘောင်တီသွားကြတာတုံးဗျာဒီလိုရေအဲ့ဒီအကောင်ကဆွဲထားတဲ့စိတ်ကိုပြင်းရင်လွှိုင်းနဲ့လမ်းမာတယ်သွေးဆုပ်ပြီးပြစ်ချသွားတာတဲ့သွေးဆုပ်ထားတဲ့စိတ်တွေကိုတွေ့တော့လူငယ်တွေကနောက်ကနေချေရခံလိုက်တာပေါ့အဲ့ဒီမှာဒီရွာထဲဝင်ပြီးသွေးဆုပ်တဲ့အကောင်ဟာ တေးသွားတဲ့စေပေါင်းဆိုတာတီးတော့တာဟိဗျာဘလို့ဗျတေးသွားတဲ့စေပေါင်းဟုတ်လားမဖြစ်နိုင်တာဗျာတေးသွားတဲ့လူကဘလို့လုံပြီးထလာမှာတော့ဟုတ်တယ်တာတီးစေပေါင်းကိုမြှုပ်ထားတဲ့မျိုးပုံလေးကိုဝင်သွားတာတဲ့ကွကင်းသမားတွေတည်တည်ချာချာမြင်လိုက်ကြတာဘလို့ရောဗျာ အေးအဲ့ဒါနဲ့ရွာထဲမှာကင်းနေပို့ချကြတာပေါ့တရွာလုံးလဲကိုစင်ပေါက်တည်ပြန်သွားတော့တာပေါ့အဲ့ဒီမှာတွင်တချို့ကလည်းယုံကြတယ်တချို့ကလည်းမယုံဘူးပေါ့ကွာအေးပေါ့ကွာယုံစရာလည်းရှိမှမရှိတာအေးညာကတော့ဒုက္ခဖြစ်တော့တာပေါ့ပြာဒုက္ခဖြစ်တယ်ဟုတ်လားဘာထပ်ဖြစ်လို့လဲရှားထဲမှာနှမ်းထောင်ဆောင်နေကောင်းလေးနှစ်ယောက်တေးသွားတယ်တေးသွားတယ်အေး မနံမိုးလင်းလို့အင်အားလူတွေနှမ်းခါဘူးလိုက်သွားတော့လေဘေးမှာအဆွေရာကြီးတွေနဲ့တည်နေကြတာတဲ့အလောင်းတွေကလည်းဖြူဝက်ဖြူရော်နဲ့သွေးဆုပ်ခံထားရတဲ့ပုံကွအဲ့တော့မလုပ်ကြလဲမြို့ကိုအကြောင်းကြားရတာပေါ့မြို့ကရဲတွေချက်ချင်းလိုက်လာပြီးစစ်ကြဆေးကြတာပေါ့ပထမတော့ရဲကလိုတက်တယ်ထင်တာကွာရွာတကြီးကတိတိကျကျပြောပြမှဒီလူတွေလက်ခံသွားတာအလောင်းတွေကိုမြို့ကဆေးရုံကိုပို့ပြီးစစ်ဆေးနေကြကွာ ဒါဆိုရင်အလောင်းတွေကိုမတချိုရသေးဘူးပေါ့ဟုတ်လားဘယ်တချိုရအောင်မှလဲကွာစစ်စေးပြီးရင်ရွာပြန်သေးဖို့တောင်မဖြစ်နိုင်ဘူးကွာမြို့မှာပဲတချိုရမယ်ပြောတယ်ရဲအုပ်ကတော့အားလုံးစစ်စေးပြီးရင်သူနဲ့ရဲဘော်၃ယောက်ရွာကိုပြန်ဆင်းလာပြီးကင်းဘုံဝင်ဆောင်မယ်လို့ပြောတယ်လိုအပ်ရင်ပြစ်မိတ်ပါတောင်းခတ်မယ်လို့ပြောတာပဲတတရားအခုတော့ငါတို့တရွာလုံးကလူတွေထိတ်လန့်ပြီးရှာထဲတောင်မစည်းရဲလောက်အောင်ဖြစ်ကုန်တော့တာပေါ့ကွာ no ကိုကြီးမြဖေကျုပ်စီလားဒီအကြောင်းပြောပြချင်လို့လား မဟုတ်ဘူးกว่าတတရားဒီကိစ္စကိုမင်းရှင်းလင်းပေးစီချင်တာရွာလူငယ်တွေရောလူကြီးတွေပါမင်းကိုခေါ်ခိုင်းလို့ဟိငါလာခေါ်ခဲ့ရတာကိုင်းမြဖေကျုပ်ကဆရာမဟုတ်ဘူးဗျဆရာရင်းနဲ့ရှောက်လိုက်ပူတာပဲရှိတာအခုလို့တေသွားတဲ့လူကအသက်ဝင်ပြီးတော့သွေးလိုက်ဆုပ်တဲ့ကိစ္စမျိုးကြီးနှိမ်နင်းမှုနေနေတတာတခါမှတော့မကြောက်ဘူးဗျကိုင်းမြဖေကဒီလိုလည်းမဟုတ်ဘူးလေကွာ မင်းရဒီကိစ္စတွေမှာအတွေ့အကြုံတွေများတော့ကိုကြီးစင်မကိုစင်မောက်ကြီးသွေးဆုပ်ကောင်ဖြစ်သွားတဲ့ကိစ္စမှာမင်းအနေနဲ့ဝေဖန်ပိုင်းခြားနိုင်တာပေါ့ကွာရွာလူကြီးတွေရောလူငယ်တွေပါမင်းကိုရအောင်ခေါ်လာခဲ့ပါလို့မှားလိုက်ကြတယ်ကွာကျုပ်ကစေဘောလိုက်ပွားရင်လည်းစဉ်းစားတယ်ဒါမျိုးကျုပ်တသက်မှာတကားမှမကြားဘူးဗျတည်တဲ့လူကဘလို့လုံးပြီးအသက်ပြန်ဝင်လာမှာတော့ကိုစင်မောက်ပုံစံနဲ့တူတဲ့မကောင်းဆိုးအတကောင်လာမှမသိတာဒီလိုလုပ်ဗျာကိုညာဖေး အဘတို့အမေတို့လည်းဘာမှမပြောရသေးတော့အခုတခါတည်းကြုံမလိုက်ခဲ့ဘူးမနေ့ကညနေရောက်တဲ့အခါကျရင် ကြုံလာခဲ့မယ်လေဆက်သမျှကလူတွေပြောလိုက်ပါဗျာကြုံဆက်ဆက်လာခဲ့ပါမယ်လို့အေးလေးမင်းပြောရလဲဟုတ်တာပေါ့မင်းမိပါတွေကိုအချိုးချောင်ပြောပြရအောင်ပါဦးကဲဒါဆိုရင်ငွားပြတ်မဲ့တာတည်းမနေ့ပြန်တော့ဆက်ဆက်လာကွာငါတို့မင်းကိုစောင့်နေမယ်နော်စိတ်ကြပါကိုညဖေရဲ့ကျုပ်ကလည်းဒီလိုတူးဆန်းတဲ့ကိစ္စမျိုးလက်မလွတ်နိုင်ပါဘူးဗျာရောင်းအောင်လာပြီးဆက်စုပ်မဲ့ကောင်းပါဗျာ ။အဲဒီညနေကကိုကြီးမြဖေးပြန်သွားတော့နေတော်ဆောင်းနေပြီဗျ။ကိုမြဖေးကလည်းနေမဝင်ခင်ဆက်တမြောင်ရောက်ခတ်တုတ်တုတ်ပြန်သွားလေတဲ့။တိုက်တိုက်ဆိုင်ဆိုင်ဗျ။ကျုပ်ကလည်းအိမ်ရင်းနဲ့အိမ်မမတ်နေရလေ။အစွဲရီနဲ့လူတယောက်ကကျုံနောက်ကိုလိုက်လို့ပြေးနေရတာ။ကိုမြဖေးကလည်းဆက်တမြောင်ကသွေးဆုပ်ကောင်အကြောင်းကျုပ်ကိုလာပြီးပြောတယ်။ကျုံလဲအကျန်းတောင်းလိုက်ငကားစီးပိုးလေးကလေးဖွာလိုက်နေကျုံအိမ်မက်ချောင်း ်ကျုပ်အိမ်မက်ချောင်းတွေးမိလိုက်တယ်။ဇက်သမောင်ကတွေးဆုပ်ကောင်ချောင်းလေးတွေးလိုက်လုံနေရပြုအဲ့ဒီညမှာကျုပ်ကစက်သမြောင်ကိုစက်သမြောင်ကကိုမြဖေလာတဲ့အကြောင်းနဲ့ကိစ္စလေးတခုရှိလို့မနှက်ပြန်စက်သမြောင်ကိုတွားမဲ့အကြောင်းတညာနှစ်ညတော့အေးရမယ်ထင်တယ်လို့အဘနဲ့အမေကိုပြောပြတာပေါ့ နောက်တနေ့ကျုပ်ဆက်သမြန်ကိုရောက်တော့ညနေ9နာရီလောက်ရှိပြီဗျ။ဟာတာဒီလာပြီ။ကျုပ်ကိုစပြီးမြင်တဲ့လူကဝမ်းသာအားရအော်လိုက်တာဗျ။အဲ့ဒီတရင်ကချက်ချင်းရွာရဲကိုပြန်သွားတယ်ထင်ပါရဲ့။ကျုပ်ကိုကြီးများဖေတို့ဝိုင်းနဲ့ရောက်ရောက်ရှိသေးရွာရဲကလူငယ်တချို့နဲ့လူကြီးတချို့ရောက်လာကြတယ်။တာဒီကမင်းလာမှလာပါမလားလို့ငါတို့ကစိတ်ပူနေတာကွာ။ဘိုးမင်းတွေကကျုပ်ကိုတွေ့တွေ့ချင်းပြောတာဗျ။လာဟေးတာဒီငါမင်းကိုမျှော်နေတာကွာ။ ကိုမြဖေကြီးကအိမ်ပေါ်ကနေခရီးဦးကြိုပြောတယ်ဗျကျုံလဲကိုမြဖေတို့ရဲ့ခေါင်းခေါင်းနှလုံးနဲ့ကျုံအိမ်ကြီးပေါ်ကိုတက်လာခဲ့တယ်အိမ်ကြီးပေါ်မှာဖြာရီကင်းလာလိုက်တာအလူအိမ်ကြီးလိုပဲဗျလာဟိတာတီနားလည်အောင်နေဘူးကြီးရဲ့ကလာခဲ့ရတာဆိုတော့မောရော့ပေါ့ဒီမှာအကျန်းတော့လက်ဖက်စာပြီးတော့ဆေးလိပ်ပုံထဲမှာမင်းကြိုက်တဲ့ငကားဆေးဘောလိုက်တွေရှိရဲကွာမင်းညီပြီးတော့အမောပြီးဖွာလိုက်အောင်ကဲပိုးတို့လည်းထိုင်းကြဗျအောင်စိန်တို့မင်းညို့တို့လည်းထိုင်းကြ ဟာကိုကြီးများပြရလေဗျာကျုပ်တို့ကဒီရွာသားတွေပဲဟာခင်းထားတဲ့ဖြာတွေပေါ်မှာကျုပ်တို့အားလုံးထိုင်ပြီးစကားစမိပြောကြရတာပေါ့ဗျာဒီတော့မှဆက်သက်မြောင်ကကာလာသားခေါင်းကြီးလေးပါနေရကိုတိလိုက်ရတာဗျာဘိုးမင်းတွေနဲ့ပါလာတဲ့လူကြီးလေးယောက်ကစပြီးပြောတာဗျာမောင်တာတီကျုပ်တို့အခုအသက်80ကျော်နေပါပြီဗျာဒီလိုအဖြစ်မျိုးကိုကျုပ်တို့ရွာမှာတခါမှမဖြစ်ဘူးပါဘူးကျုပ်တို့ရွာမှာမဖြစ်တယ်လို့တခြားဘယ်ရွာမှလည်းမဖြစ်ပါဘူးကွယ် ืมအမှန်တိုင်းပြောရရင်ဟောဒီလူငယ်တွေကကင်းဆောင်ရင်တည်တည်ကြကြမြင်လိုက်တယ်ဆိုလို့သာစင်ပေါက်ကသွေးဆောက်ကောင်ဖြစ်သွားတယ်လို့ပြောရတာကျုပ်စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့ယုံကိုမယုံတာပါကွာပုံမင်းတွေကလည်းသူ့စိတ်ထဲရှိတဲ့အတိုင်းပြောရတာပေါ့ဟာဘိုးကလည်းကျုပ်တို့ကတည်တည်ကြကြကိုမြင်ရတာဗျပြင်းတဲ့စိတ်ကိုသွေးဆောက်သွားတာကိုစင်ပေါက်ကြီးမှကိုစင်ပေါက်ကြီးအစ်စ်တီတော့ကလည်းကျုပ်တို့ပဲမြေချင်းမြုပ်ပေးရတာဘိုးရအဲ့ဒီတော့ကဝတ်ထားတဲ့အဝတ်တွေပဲဝတ်ထားတာ သူ့မြေပုံပေါ်မှာလှဲချလိုက်တာနဲ့ပျောက်သွားရောဗျာကျုပ်ကကာလာသားကောင်းနေပြောတယ်အချောင်းကိုတတိချာချာနားထောင်ကြည့်တယ်ကျုပ်လဲဘိုးမင်းတီလိုပဲယုံတော့မယုံတော့ပေါ့ဗျာကိုင်းမြဖေကိုင်းမြဖေဟောကျတော်တို့ပြန်ရောက်ပြီကွာကျတော်လာလေဒီမှာဒီမှာတာတီအောင်ရောက်နေပေါ့ဟာဟုတ်လားကိုတာတီရောက်နေတယ်အေးပါဆိုအိမ်မော်တက်ခဲ့ပြီးတော့အချိုးချောင်းလေးပါလေလာပြောလို့လေကွာ အော်ဟုတ်ကဲ့ဟုတ်ကဲ့လာပြီလာပြီကျတော်ကလေကားကနေပြေးတက်လာတယ်ကျတော်ဆိုတာကကျိုးတဲ့ငယ်ချင်းဟင်းသားရဲ့ညီပြကျတော်အိမ်ပေါ်ရောက်တဲ့ဆို ဝိုင်းမေးကြတော့တာပေါ့ဘလို့ရောကွာစေးုံကဘာပြောတော့စေးုံမှာအလောင်းလေးကိုစစ်စစ်ပြီးတော့ဆရာဝန်ကစေးစာမှာတေသူရီရဲ့လေဘေးကိုအဆွဲရှိတော့ကြားလို့တတော်ကကြိုက်တာဖြစ်တယ်ခန္ဓာကိုယ်ရီထဲမှာသွေးတွေမရှိတော့သလောက်ဖြစ်နေတယ်လို့ရေးထားတယ်တဲ့ဗျာ လူငယ်တွေရောလူကြီးတွေရောဟာကနေဖြစ်ကုန်ကြရတာပေါ့ဒါဆိုရင်သွေးဆုပ်ကောင်ရဲ့လက်ချက်တည်ကြတာပေါ့ကွာဘိုးမေတွေကပြောတယ်ဗျတည်ကြပါရဲ့ဘိုးရောသွေးဆုပ်ကောင်ဖြစ်သွားတဲ့ကိုစင်မောင်ရဲ့လက်ချက်ပါဗျကျုပ်တို့ကရွာထဲမှာလူအုပ်ချပြီးတော့စောင့်နေတော့ရွာအောင်မလားတော့ပဲနန်းထောင်ဆောင်နေကောင်လေးတွေစီရောက်သွားတော့တာပေါ့ဗျဘုံမင်းနေတို့လူကြီးတွေလည်းဘာမှမပြောကြကြတော့ပဲခေါင်းတငိမ့်ငိမ့်လုံနေကြတော့တာပေါ့ တို့အလောင်းတွေကိုရောချက်တော့မြို့မှာပဲတကြိုခဲ့ကြပြီဗျအားလုံးရွာကိုပြန်မသေးခြင်းကြောင့်ပြီးတော့ရဲစခန်းကလည်းမြို့မှာပဲတကြိုခဲ့စေခြင်းနဲ့ဒါကြောင့်ကျုပ်တို့လည်းမြို့မှာတည်မြို့တင်းချိုင်းမှာပဲတကြိုခဲ့တာဗျရဲတွေကဘာပြောသေးတော့ကွာချက်တော့ရရဲတွေပါလာတယ်လीရဲအုပ်တယောက်နဲ့ရဲသားသုံးယောက်ဗျတကြီးအိမ်ကိုသွားကြတယ်ဒီညတင်းချိုင်းမှာကင်းမုံဝက်ပြီးစောင့်မယ်လို့ပြောတယ်ဗျဟုတ်လား ဒါဆိုရင်ငါတို့ကာလာသားတွေရောရောပြီးဝတ်ကြရမှာပေါ့ကွာကဲငါတကြီးအိမ်သွားလိုက်အောင်မယ်ကျတော်လာမင်းနဲ့ကနေတကြီးအိမ်သွားကြရအောင်ကိုမြဖေနဲ့ကျတော်ကထွက်သွားတယ်ကျုံနဲ့ဆက်သမောင်သားတွေလည်းစကားဆက်ပြောကြတာပေါ့ဗျာသူတို့ပြောတာကတော့အသေးချာပဲဗျသူတို့တတိချာချာတွေးလိုက်တော့တည်သွားတဲ့ကိုစင်မောင်းမှာကိုစင်မောင်းအစဲတဲ့တတော်လေးကြာမှာကိုမြဖေနဲ့ကျုံတငယ်စီဟင်းတာပြန်ရောက်လာကြတယ်ကျတော်တော့မပါလာဘူးဗျခေကောင်တာတီ မင်းရောက်နေတဲ့ကြားလို့ငါလိုက်လာတာကွာချက်တော့ရောပြန်မလိုက်လာတော့ပါလားအေးကွာချက်တော့ကတကြီးအိမ်မှာနေခဲ့တယ်မြို့ကပါလာတဲ့ရေတွေကိုထမင်းကျွေးဖို့ဝိုင်းဝန်းလုပ်ကြရအောင်ပါပေါ့ကွာဘလို့ဖြစ်တာတော့ကွာဟင်းသားရကျုပ်ကဟင်းသားပြောတာကြားချင်လို့မေးလိုက်တာဗျအေးကွာဒါတရားတည်တဲ့သူအသက်ပြန်ရှင်တာငါတော့ဒီတသက်ဒီတခါပဲတွေ့ဘူးလေ ဒီညာအဲ့ဒီညာကဝိုင်းလိုက်တဲ့အထက်မှာငါလက်ပါတာပေါ့ကွာသူမြေပုံထဲကိုပြန်ဝင်သွားတာဒါတည်းကငါကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့တာကျုပ်တို့လည်းထမင်းစားပြီးစကားပြောနေတော့မှစက်တော့ဟာပြ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 နဲ့ရောက်လာတယ်ဗျကဲကိုင်းမြဖေးတကြီးအိမ်ကရဲတွေကတင်းကြီးကိုသွားတော့မယ်လိုင်းမဲ့ကလာသားတွေရွာရဲ့အနောက်တကောင်အခုလာခဲ့ပါတဲ့အော်အေးအေးငါတို့အခုသွားမယ်မင်းတို့ရွာထဲကကင်းနေမှာလူအပြည့်ဆောင်နေနော်ငါတို့ကရဲတွေနဲ့လိုက်သွားမှာ ဟုတ်ကဲ့ကိုညပေးကင်းနေမှာလူပြည့်နေပါပြီစိတ်ချပါရဲဦးတယောက်နဲ့ရဲသား၃ယောက်ဘောင်း၄ယောက်ကျုပ်တို့လူငယ်ပိုင်းကကျုပ်ပါပါဝင်၁၀ယောက်ဗျကိုများဖေရောဟင်းတာပါပါတယ်အားလုံးဒုတ်တီထားနေနေပါဗျာတင်းချိုင်းကိုရောက်တော့ကာလာသားတယောက်ကိုကာလာသားတယောက်က ကိုစင်မောင်ရဲ့တင်းချိုင်းကိုပြတယ်ရှဲအုပ်ကတင်းချိုင်းကိုလှည့်ပတ်အခဲခတ်ပြီးကင်းမုံတွေချလိုက်တယ် ကျုပ်ရဲ့ကိုမြဖေးရဲ့ဟင်းသာရဲ့သုံးတန်စီရဲ့ဘီမှာနေရာယူကြတယ်ဗျ။ရဲအုပ်ကသူ့အမိတ်မရပဲဘာမှမလုပ်ကြဘူးပြောတယ်။ညတကောင်လောက်ရောက်တော့ကိုကိုပင်ကြီးရဲ့မှာအိတ်တန်းတက်နေတဲ့ကြီးကန်းတွေကလန့်ပြီးထားပြန်ကုန်ကြတယ်။ကြီးတွေကလန့်ပြီးအော်လိုက်ကြတာဗျ။ကျုပ်ဖြင့်ချက်သိန်းတွေတော့ခဲခဲနဲ့ထားသွားတယ်။ကြီးတွေပြို့တာဗျ။တရိဆန်ဆိုတာထက်တရိဆန်ဆိုတာကလူထက်အာယုံခံမှုမှာပိုကောင်းနေဗျ။လမ်းရောင်ဖြောဖြောက ကိုစင်မရဲ့တင်းကြိုင်းမြေပုံကိုဝိုးတော်လေးမြင်နေရတယ်။ကျုပ်တို့လည်းကြီးတွေပြိုကလေးကအဲ့ဒီမြေကိုမျက်တောင်မခတ်ကြည့်နေကြတာပေါ့။ဟာဟိုမှာဟိုမှာဟင်းနာကသူ့ကိုလက်ကုပ်ပြီးပြောတယ်ဗျာ။အတန်ကတော့ခအုပ်အုပ်ပေါ့။ကျုပ်ကသူ့ပြတာကိုကြည့်လိုက်တယ်။အေးဟုတ်တယ်ကွာဟင်းနာ။ကိုကြီးမြဖေမြင်လား။ဟိုမှာတင်းကြိုင်းမြေပုံကြီးကကြွတ်ထလာပြီ။ဟုတ်ပါဗျာ။မြေပုံကြီးကတဖြည်းဖြည်းကြွတ်ထလာပြီးတော့အလဲကောင်ကကွဲသွားတယ်။ဟောကွဲထွက်လာပြီဒါတည်း။ အဲ့ဒါကိုစိတ်ပေါကြီးกว่าကျုံလဲတိတိချာချာမြင်နေရတာပေါ့မြေပုံတွေကအခေါင်းကြီးကအရင်ထွက်လာတာဗျနောက်တော့မှကိုလုံးကြီးပါထွက်လာတယ်ဟောမတက်ထားရလိုက်ပြီခေါင်းကြီးမော်ပြီးတော့ကောင်းခင်ကိုကြည့်နေတာပါဆက်ကြီးဟလိုက်တယ်ပါဆက်ထဲမှာလည်းအဆွေရှိကြီးကြီးနဲ့ထွက်သွားပြီးတော့လမ်းကလေးတိုင်းထွက်သွားတယ်ဆက်သမြောင်ဘက်ကိုတန်းသွားတာပဲအခုထိတော့ရဲအုပ်ကဘာမိတ်မှမပေးသေးဘူးဟောတင်းໃຫိုင်းနဲ့ကနေထွက်သွားပြီဗျို့ ကျုပ်တို့ကလည်းငြိမ်နေရတာပေါ့ဆက်သမောင်က ကာလာသားလေးတယောက်ကအမောင်ရိတ်ခုပြီးကျုပ်တို့ဘက်ကိုရောက်နေတယ်အနာရောက်တော့ကိုကြီးမြဖေးရဲအုပ်ကပြောတယ်သူတို့ပြန်အဝင်ကိုစောင့်ကြည့်ပြီးမှတနက်နေ့ပြစ်မလို့တဲ့အကာနောက်မှာနေဖို့ပြောခိုင်းလို့ကင်းမုံတွေကိုကျုပ်လိုက်ပြောတာဩအေးအေးငပုစိတ်ချစိတ်ချငပုဆိုတဲ့ကောင်ကအမောင်ရိတ်ခုပြီးတော့ပြန်သွားတယ်ရွာဘက်ကနေခွေးတွေဥပြီးပြကြီးကန်းနေပါပြိုတော့တာပဲ ဒီလောက်ဆိုရင်ရွာတွေကကင်းသမားတွေနုံနုံကြကြရှိလောက်ပြီပေါ့ငိမ့်သွားပြီကြီးတန်ရောခွေးတန်မှာငိမ့်လို့ဆက်သမြောင်တွေက ရွာတွေကနေအော်တန်ကြီးကြားရတယ်တန်ချောင်းခောက်တန်ရောတန်မုန်းတီးရဲ့အတန်တွေပါစုညံနေတော့တာဗျပြေးလာပြီပြို့ဘာကောင်လဲတော့မသိဘူးပကုံးပေါ်မှာချမ်းပြီးယူလာတယ်ဟောတက်ပြောင်မှာရက်သွားတယ်စိတ်ကြီးဗျစိတ်ကြီးကိုလဲပင်းကြိုက်ပြီးတော့သွေးဆုံနေတာပြို့တကယ်ကိုသွေးပြက်เสียပါ ပြေးလာပြီမျိုးသူကသေးချိုင်းဘက်ကိုတန်းပြေးလာတာသူ့မြေပေါ်တိတိကျကျစိုက်ကြည့်နေတယ်အဲ့ဒီတော့မှပဲရဲအုပ်ကအမိတံပေါ်လာတယ်ရိုင်းဖဲတန်းကနှစ်ချက်ပြလဲချသွားတယ်တွေးဆုပ်ကောင်ကြီးကမြေပေါ်ကိုလဲချပြီးတော့မောက်ခုံဖြစ်သွားတယ်ခဏနေတော့မြေပုံကြီးရဲ့ကိုပြန်ပြီးတော့ဝင်သွားတယ်ဗျမိကြီးတွေကငကိုအတိုင်းပြန်သိပ်သွားတယ်ဟာသွားပြီဒီကောင်ကတင်းချိုင်းနဲ့ကိုပြန်ဝင်သွားတာကွာ ကိုင်းမဖေကပြောလိုက်တာဗျဒါဆိုရင်ဒီကောင်မသေးဘူးပေါ့ဟင်းဆောင်ကမေးတယ်ကျုပ်ကခေါင်းခါပြလိုက်တယ်မသေးသေးဘူးဟင်းသာဒီကောင်ကိုတနက်နေ့ပြတ်တက်လို့မရနိုင်ဘူးကွာမသေးလို့မြေပုံနဲ့ပြန်ဝင်သွားတာပေါ့လို့တနက်နေ့တက်လို့မရရင်ဘာနဲ့တက်ရမှာရောကွာတာတီးကအင်းငါလုံးကြည့်ပါအောင်ပဲကွာမနေ့ဖြန်အကြောင်းဆုံးသိရမှာပါကျုပ်တို့အားလုံးကြောင်ပြန်ခဲ့ကြတယ်ရဲတွေကမနေ့အစောကြီးမြို့ကိုပြန်သွားတယ် ဘာမှတော့မပြောခဲ့ဘူးဗျဆက်သမျှမှာနှဝင်တယ်ရှိလားရှိတာပေါ့ကွာဒေါ်စိမ့်မဆိုတာအင်မတန်နမကြီးရဲ့နှဝင်တယ်ပေါ့မျိုးမှာတော့သွားပြီးဟောရပြောရတာကွာဒါဆိုရင်စက်တကောင်နဲ့စံတစ်ခွက်ချက်ကွာဒီညမဖဲဝအောင်ငါပြိမိမေးမယ်ဟုတ်တာတည်းစိတ်ချမင်းလိုရာရင်ငါအားလုံးစီစဉ်မိမယ်ဟုတ်တယ်ဗျစားသမြောင်တကြီးကိုယ်တိုင်ငွေထုတ်ပေးပြီးစက်တကောင်ချက်တယ်ညမိုးချုပ်တော့မနေ့ကကင်းမုံဝတ်တဲ့ကာလာသားရီ ကျုပ်ပါဝင်၁၀ယောက်ပေါ့ဆက်သမိုင်းတင်းတိုင်းတွေကို ထမင်းတော်ထမ်းပြီးရောက်လာကြတယ်။လက်ဝင်တဲ့ထောစိမ့်မှပါပါတာပေါ့ဗျာ။ဆက်သမိုင်းတင်းတိုင်းရောက်တော့မြေပိုင်ရှင်ဥပူးဆိုတဲ့ခကြီးကြီးအုပ်ကူကြီးပေါ်မှာကျုပ်ကထမင်းပွဲပြင်ပြီးမဖဲဝါအောင်ပင်းနေ။ထောစိမ့်မကဂူရှိမှာမတည့်ရလျက်ကနေလက်အုပ်ချီပြီးငိန်နေတယ်ဗျာ။စပင်းတွေကိုတော့ဘာယာချထားရတာပေါ့ဗျာ။ကျွန်တော်လည်းအဲ့ဒါနဲ့မဖဲဝါအောင်စပြီးပင်းလိုက်တယ်။ ခဏနေတော့ဒေါ်စိမ့်မလည်းစက္ကနဲတုံသွားတယ်ဗျမဖဲဝါရဲ့ခွေးကြီးအတန်ကိုကျုပ်ကြားလိုက်ရတယ်တခြားသူတွေတော့ကြားဖို့မပေါ်ဘူးကျုပ်ကတော့နေကွင်းစီကွင်းထတာကိုဗျအရက်ဆယ်ပြီလောက်ရှိရင်မဖဲဝါကြီးကဂူလီဘော်ကနေရှက်ပြီးတော့ပြေးလာတယ်ဒေါ်စိမ့်မရဲ့ခန္ဓာကိုယ်လေးကိုဝင်သွားတယ်လက်ကြီးတွေကကွေးကောက်လာပြီးတော့ဂူကြီးဘော်ကိုဒေါ်စိမ့်မခုန်တက်သွားတယ်စားပြီမြို့စက်သားထုံးကြီးတွေကိုအားရပါးရကိုက်စားလိုက်တော့တာပဲ ။စားရင်နဲ့မဖဲဝါကကျုပ်ကိုလှမ်းကြည့်တယ်။ကျုပ်ကလည်းကိုစင်မောက်တေတာကစပြီးညဘက်လိုက်ပြီးသွေးဆုပ်တဲ့အထိပြောပြလိုက်တယ်။မင်းညကရဲရီတနက်နဲ့ပြစ်တာပါပါတာပေါ့ဗျာ။တာတီတိုက်တိုက်ဆိုင်ဆိုင်အကုသို့ကြီးတဲ့စင်ပေါက်ကနေကျက်တဲ့အချိန်မှာရုတ်တရက်ကြီးတေးသွားတယ်။ဒီလိုနေအကြာကြီးချိန်ရင်သွေးဆုပ်တတ်တဲ့တရေတွေကထွက်လာတတ်ကြတယ်။အခုလေကိုစင်မဝင်းကျင်ချုပ်ခန်းဒီမှာသူ့အနားကိုရောက်နေတဲ့သွေးဆုပ်တဲ့တရေက သူ့ကိုယ်ထဲကိုဝင်သွားတာအဲ့ဒါစင်ပေါင်းမဟုတ်တော့ဒီညတကောင်ကြောင်ရင်ထွက်လာလိုက်ပြီတစူးဝါကိုခြုံမြနေအောင်လှုပ်ထားပြီးရင်ဝါကိုစိုက်လိုက်သွေးဆုပ်တည်းတည်သွားလိုက်မယ်နှလုံးကိုတက်တက်ချိန်ပြီးတော့ထိုးပြီးရင်ချက်ချင်းမီးတစ်ကြိုပစ်လိုက်ကြားလားကြားပါပြီဒီညရှင်ပါခင်ဗျာအားလုံးစားတော့ပြီးတော့မဖဲဝါပြန်သွားရောဗျတတိလစ်သွားတဲ့ထုံစိမ့်မကိုကျုံးနဲ့ကိုကြီးများဖေကပွေးထူပြီးတော့ရေနဲ့တောက်လိုက်တော့မှာ ဒေါ်စိတ်မကြီးတတိရလာတာပေါ့ဗျာကျုပ်တို့အားလုံးစီစဉ်စရာရှိတာကိုစီစဉ်ရတော့တာပေါ့ဟင်းသာနဲ့ကာသာဟင်းသာနဲ့ကာလာသားလေးတယောက်ကဒေါ်စိတ်မကိုခေါ်ပြီးတော့ရွာကိုပြန်နေခဏကြာတော့တဇူဝါကိုခြုံပြီးတော့ယူလာကြတယ်တဇူဝါကအဝါအစိမ့်ကြီးရှိသေးတာဗျလှန်သွားလို့ကိုခြုံမြနေတာကျုပ်တို့အားလုံးပုံပြီးတော့နေရာယူလိုက်ကြတယ်ကျုပ်ကတော့ကိုစင်မောင်ရဲ့မြေပုံနဲ့မနီးမဝေးကပြီးဆက်တော်လေးထဲမှာတဇူဝါကင်ပြီးပုံနေရတော့တာပေါ့ ပစိုးကိုလည်းကရောင်းကြိုက်ထားရတာဗျခဏနေတော့ကြီးကန်းတွေလန့်ပြီးပြိုကုန်ပြီပြို့သွေးဆုပ်ကောင်ကြီးထွက်လာတော့မယ်ထင်တယ်မြေပုံကြီးကကြွက်တက်လာတယ်မြေပုံအလဲတက်တက်ကနေကွဲထွက်လာတယ်ဗျသွေးဆုပ်ကောင်ကြီးကထွက်လာတယ်ပထမတော့ခေါင်းလေးကပေါ်လာတယ်နောက်တော့ကိုလုံးကြီးကပေါ်လာတာမတက်ကြီးထရက်လိုက်တယ်ဗျပြီးတော့ကောင်းကင်ကိုမော့ကြည့်ပြီးပါဇက်ကြီးဟထားတယ်အမလေးဗျအစွဲကြီးတွေမှာအရှိကြီးတွေဖွေးနေတာပဲ ကျုပ်လက်ထဲကကြစိုးဝါးကြုံကိုလက်ထဲမှာတင်းနေအောင်ဆုပ်ကိုင်လိုက်တယ်။ကဲကျုပ်ပုံးနေရကလည်းဆက်ကနေထားလိုက်ပြီ။သွေးဆုပ်ကောင်ကြီးခေါင်းမော်ပြီးကောင်းကင်ကိုကြည့်နေတော့သူ့ကိုမမြင်ဘူးဗျ။ကျုပ်ပြီးဆက်တော်တွေကလည်းခုံထွက်လိုက်ပြီ။ကျုပ်တရှိန်လို့ပြေးပြီးသွေးဆုပ်ကောင်ရဲ့နှလုံးတက်တဲ့ကိုမဖဲဝါပြောတဲ့အတိုင်းဒီကိုယ်လုံးအားနဲ့ထိုးဆိုင်ချလိုက်တယ်။အတန်နဲ့ကြီးနဲ့ကျုံအော်လိုက်တဲ့သွေးဆုပ်ကောင်ကြီးရဲ့အတန်ဟာတင်းချိုင်းတစ်ခုလုံးဖုံးသွားတော့တာပေါ့ဗျာ။ သွေးဆုပ်ကောင်ရဲ့ရင်ဝါမှာစိုက်နေတဲ့တဆိုးဝါးကိုပြန်မနှုတ်ပဲထပ်ပြီးဖိသွင်းလိုက်တယ်။မျက်လုံးကြီးပြူပြီးတော့ဒူးထောက်ရက်ကြီးကျသွားပြီဗျ။တုံးလဲတဆိုးဝါးကိုဖိပြီးထိုးထားတော့မယ်။နောက်ဆုံးတော့သွေးဆုပ်ကောင်သွေးဆုပ်ကောင်ကြီးကအတန်တိုးတိုးလေးပဲအော်နိုင်တော့တာပေါ့ဗျာ။ငြိမ်သွားပြီဗျ။ကျုံလဲဒူးထောက်ရက်သားနဲ့ငြိမ်နေတဲ့သွေးဆုပ်ကောင်ကိုနောက်ကိုတွန်းလှဲချလိုက်တယ်။သွားပြီဗျ။ဒီတခါတော့တကယ်သွားတာ မနေ့ကညတနက်နေ့ပြတော့မသေးတော့မြေကြီးရဲ့ကိုပြန်ဝင်သွားတယ်အခုတော့မြေကြီးရဲ့ကိုမဝင်နိုင်တော့ဘူးပေါ့ဗျာကဲမိသကြိုကိုလောက်ကြဟိကျုပ်ကအော်ပြောလိုက်တော့မှကိုကြီးများဖေနဲ့ကာလာသားတွေထွက်လာကြတယ်တင်းကျိုင်းစရဲ့ပေါ်မှာအစင်းသိရှိနေတဲ့ထင်းနှုံးတွေကိုဝိုင်းသိမ်းပြီးတော့မိဖို့ကြတာပေါ့ဗျာမိဖို့ပြင်ပြီးတော့တနားရီလောက်ကြတော့သွေးဆုပ်ကောင်ကျုပ်တို့တွေမိသကြိုလိုက်ကြတာပေါ့တစားမကြံပြာဖြစ်သွားတော့မှကျုပ်တို့ဆက်တမြောင်ပြန်လာခဲ့ကြတယ် ရွာရောက်တော့အားလုံးဝမ်းသာအားရနဲ့သွေးဆုပ်ကောင်အကြောင်းကိုပြောချဆိုကြတာမိုးကိုစစ်စင်လင်းရောဗျ။နောက်တနေ့မှာတော့ကိုကြီးညဖေနဲ့ဟင်းသားကသူ့ကိုလှဲနဲ့လိုက်ပို့ကြတယ်လေ။ဟုတ်ကဲ့ပါရှင်။သွေးဆုပ်ကောင်ဆိုတဲ့ဇလန်လေးကတော့ပြီးဆုံးသွားပါပြီ။နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဒါဆိုရင်တော့မနေ့ပညာရှင်နိုင်မှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲ good night ပါ။ Bye bye ။